မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဖောကိုပစ်ကက်နဲ့ကောဘိုင်းပစ်နဲ့ရောကလိန်းနဲ့နှီးလေးကိုပြပေးမယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ဒီဟာကလိန်းဖို့အတွက်ဆိုရင်ကျွန်တော်မှာဒီ6.61အကောင့်နဲ့3.64အကောင့်နှစ်ခုရှိတယ်ပေါ့နော်အဲ့တော့တစ်ခုချင်းစီကိုအကောင့်တစ်ခုချင်းစီနဲ့ကလိန်းပြပါမယ်အဲ့တော့ကျွန်တော်တို့ဒီဘက်က TB Dashboard ဆိုတဲ့ထဲကိုတစ်ချက်သွားလိုက်မယ်ပြီးတော့ရင်ကျွန်တော်ကတွန်း wallet နဲ့ချိန်ထားတဲ့ဟာကိုအရင်ဆုံးကလိန်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအောက်ကတွန်း wallet ကိုရွေးလိုက်မယ်ပြီးတော့ရင်ကျွန်တော်တွန်းကီပါကိုပဲရွေးပြီးဆက်သွားလိုက်ပါမယ် ကျွန်တော်တို့ connect wallet ချိတ်လိုက်မယ်ပေါ့နော်ဒီမှာတော့ donkey ပါဖွင့်ထားတဲ့ password လေးရိုက်ထည့်ပြီးချိတ်လိုက်ပါ Okay ဒါမျိုးလေးဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအဆင့်ရောရောက်သွားပြီပေါ့နော်အဲ့ဒါဆိုရင် next နဲ့ဆက်သွားမယ်ပြီးသွားရင်ကျွန်တော်တို့ဒီအပေါ်က claim ဆိုတဲ့ဟာလေးကလင်းနေပြီပေါ့နော်အဲ့တော့အဲ့ claim ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးသွားရင်ဒီဘက်မှာ amount ချလေးချပေးပြီးတော့ continue နဲ့ဆက်သွားလိုက်ပါဒီမှာဆိုရင်တော့ကျွန်တော်တို့က fee 300ခိုင်နှုန်းပေးပြီးတော့ထောက်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဆက်သွားလိုက်မယ် ီမှာကျွန်တော်ကဘစ်ကက်နဲ့ထုတ်ပြမှာဖြစ်တဲ့အတွက်ဘစ်ကက်ကိုပဲရွေးပြီးသွားလိုက်ပါမယ်။ဒီရဲကိုရောက်ပြီဆိုရင်ကျွန်တော်မှာဘစ်ကက်အောက်ရှိတာဖြစ်တဲ့အတွက်အောက်ကရဲဆိုင်2ကိုရွေးလိုက်မယ်ပေါ့နော်။ပြီးတော့ရင်ဘစ်ကက်ရဲ့ UID နဲ့ address ထည့်ဖို့အတွက်ဘစ်ကက်ထည့်ဖို့သွားလိုက်ပါမယ်။ဒီမှာတခုရှိတာကျွန်တော်တို့ဘစ်ကက်နဲ့ဘစ်ကက် wallet ဆိုပြီးနှစ်ခုရှိရယ်ပေါ့နော်။အခုကျွန်တော်တို့ထောက်ရမှာဘစ်ကက်နဲ့ထောက်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဘစ်ကက်ထည့်ဖို့ဝင်လိုက်မယ်။ဝင်ပြီးသွားပြီဆိုရင်ဒီညဘက်တော့က access road ထဲကိုတစ်ချက်သွားလိုက်ပါ အဆက်ထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ deposit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပေါ့နော်ဒီရောက်သွားရင်တော့ကျွန်တော်တို့ deposit crypto ကိုဆက်နှိပ်ပြီးတော့ဝင်လိုက်ပါပြီးသွားရင်တော့အပေါ်က search bar ကနေကျွန်တော်တို့ PAWS fall ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ် order ကိုဝင်လိုက်ပါဒီမှာတော့ကျွန်တော်တို့ copy ယူရမယ့် address လေးရှိပြီပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ copy ယူသွားမယ် deposit address ထဲမှာကျွန်တော် paste ချလိုက်မယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ picket uid ကိုယူဖို့အတွက် picket ထဲကိုပြန်သွားလိုက်ပါမယ်နောက်ကိုပြန်ထွက်လိုက်ပါ home ကိုသွားလိုက်ပါဒီအပေါ်မှာကျွန်တော်တို့ရုပ်ပုံလေးရှိရယ်ပေါ့နော်အဲ့အပုံလေးကိုတစ်ချမ်းထောက်လိုက်ပါအဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ uid လေးမြင်နေရမယ်ပေါ့နော်အဲ့ဒီ uid လေးပေါ်ခဏန်းပေါ်ဖိလိုက်ရင်ကျွန်တော်တို့ copy auto ယူပြီးသားဖြစ်သွားပါမယ်အဲ့ဒါလေးကိုဒီဘက်မှာကျွန်တော်ပြန်ဖြည့်လိုက်မယ် ီးသွားရင်တော့ကျွန်တော်တို့ container နဲ့ဆက်သွားလိုက်ပါအောက်က container နဲ့ပဲဆက်သွားပါကျွန်တော်တို့4061အကောက်ကိုထုတ်မှ confirm ဖြစ်တယ်ဆိုရင် confirm နေပြီးဆက်သွားမယ်အောက်က finish ဆိုတဲ့ဟာလေးကိုနေပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီဟာ300ခိုင်နှုန်းဖြစ်တဲ့အတွက်4618ပဲရမယ်ပေါ့နော်ဒါ bucket နဲ့ကျွန်တော်ထုတ်ထားတဲ့အကောက်တစ်ခုပါအဲ့တော့ကျွန်တော်နောက်ထပ် buy bin နဲ့ထုတ်မှဖြစ်တဲ့အတွက်နောက်အကောက်အတွက်ကိုကျွန်တော် asset နဲ့ထွက်ပြန်ထွက်လိုက်ပါမယ်ပြီးတော့ရင်တော့ခုနလိုပဲကျွန်တော်တို့ဆက်ဝင်လိုက်မယ်ပြီးတော့ရင်တွန်ကိုနှိမ့်မယ် ဒီမှာတော့ကျွန်တော်ဘေကက်အကောင့်နဲ့ချိန်ထားတဲ့ဟာကိုထုတ်มาဖြစ်တဲ့အတွက်ဘေကက်ကိုယူလိုက်မယ်။ โอเคဒါကျွန်တော်ဘစ်ကက်နဲ့ချိန်ပြီးသွားပြီဆိုရင် next ကိုသွားလိုက်မယ်ဒါကတော့ကျွန်တော်396လေးအကောက်ကိုထုတ်မှာပေါ့เนาะအဲ့တော့ကျွန်တော်ဆက်သွားလိုက်ပါမယ်ဒီမှာလဲ300ခိုင်နှုန်းကျွန်တော်ပေးမယ်ပေါ့เนาะဒီတစ်ခါတော့ကျွန်တော်ကဘိုင်းဘစ်နဲ့ထုတ်မှာဖြစ်တဲ့အတွက်ဘိုင်းဘစ်ကိုရွေးလိုက်မယ်ကျွန်တော်မှာအောက်ရှိပြီးသားဆိုတော့အောက်ကရဲဆိုင်တူကိုရွေးလိုက်ပါမယ်ပြီးသွားရင်ကျွန်တော် address ယူဖို့ဘိုင်းဘစ်ထဲကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင် access ထဲကိုသွားလိုက်ပါ ဒီရောက်ပြီဆိုရင်ကျွန်တော်တို့ဒီက deposit ဆိုတဲ့နေရာလေးရှိရဲအဲ့နားလေးကိုတစ်ချက်ဝင်ပါပြီးတော့အောက်က deposit crypto ကိုရွေးပေးရပါမယ်ဒီနေရာရောက်သွားရင် ကျွန်တော်တို့အပေါ်ဆုံးက search bar ကနေ false ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်ဒီမှာတော့ကျွန်တော်တို့အောက်က SOL Solana ကိုရွေးပေးမယ်ပေါ့နော်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီမှာ address လေးရပြီဆိုတော့ copy ယူလိုက်ပါမယ် ီးတော့ရင်ကျွန်တော်တို့ဘိုင်ပေးရဲ့ UID ကိုယူဖို့အတွက်ပြန်သွားလိုက်မယ်ပေါ့နော်နောက်ကိုပဲပြန်ထွက်လိုက်ပါပြီးတော့ရင် home နဲ့ကိုသွားလိုက်ပေါ့နော်ပြီးရင်ဒီဘဲဘက်တောက်အပေါ်ဆုံးအယုတ်ကလေးကိုနှိပ်လိုက်ပါအဲဆိုရင်ဒီမှာကျွန်တော်တို့အောက်ရဲ့ UID လေးရှိပြီပေါ့နော်အဲဒါလေးကိုဖိထားလိုက်ရင်ကျွန်တော်တို့ copy တခါတည်းဖြစ်တယ်ပေါ့နော်အဲဒီ UID လေးကိုယူလာပြီးတော့ကျွန်တော်တို့ဒီထဲမှာထည့်လိုက်ပါမယ်ပြီးတော့အရင်ကိုနေညူးနဲ့ပဲဆက်သွားလိုက်ပါ ဒီမှာတော့ကျွန်တော်တို့396လေးကောက်ကိုထုတ်မှာပေါ့နော်အဲ့တော့ confirm ဆိုပြီးဆက်သွားလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ရမှာက300ခိုင်နှုန်းဖြတ်ပြီး3845ဆိုတဲ့ဟာကိုပဲရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ phone ကို claim လုပ်တာအားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာ So hard and got so hard